မင်္ဂလာပါရှင်ကိတိတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ဆောင်ခန့်စီသူရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများကိုငွေချက်သိန်း200လူတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများနဲ့မိသားစုဝင်များအတွက်ရုပ်ရှင်တရုတ်ဆောင်ခန့်စီသူကငွေချက်သိန်း200လှူဒန်းပေးခဲ့ကြောင်းစစ်ကောင်စီလက်အောက်ခံမြမအလင်းသတင်းစာတွင်ဖော်ပြပါတယ် ငလင်တန်းခံခဲ့ရသောရွေးကောက်ပွဲကော်မရှင်ရုံးဝင်တန်းများနှင့်မိသားစုဝင်များအတွက်ငွေကျပ်300တန်ဖိုးရှိစားသောက်ဖွဲ့ရများကိုလှူဒန်းပေးခဲ့ကြောင်းမြမအလင်းသတင်းစာတွင်ယနေ့ဖော်ပြပါသည် ဆန်24ပြီ850စီစဲပိတ်တာဘုံ30ရေတက်20လီတာဘူး100ကလပဲပိတ်တာ60စားအထုပ်200ခောက်ဆွဲကြောက်အထုပ်180ခောက်ဆွဲကြောက်အထုပ်180ပါ48ဖာနဲ့ငချောက်25ပိတ်တာတို့ကိုပေးအပ်လူတိုင်းကြေချင်းဖြစ်ပါတယ်ခန်းစီသူဤအလူကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုဒုတိယဥက္ကဋ္ဌဦးတန်းစွန်းနဲ့ကော်မရှင်အဖွဲ့ဝင်များကအလက်ခံခဲ့ကြောင်းသိရပါတယ် မြန်မာပြည်အလဲပိုင်းတွင်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့သောငလင်ကြောင့်ဖြီသူ3800ကျော်သေဆုံးခဲ့ရပြီး9000ကျော်ဒဏ်ရာရခဲ့သည်ဟုစစ်ကောင်စီကမေလ10ရက်တွင်ထုတ်ပြန်ထားသည်အိမ်ပေါင်း6800ကျော်ထိခိုက်ပျက်စီးသွားပြီးကျောင်းပေါင်း6400ခန့်နှင့်ဆေးရုံစည်းကမ်း350ခန့်ပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်ဆလပီဖောက်ပွန်ကလေမှုပလော့တက်စခန်းကို KNU ပိတ်ဆို့တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ခရင်ပြည်နယ်ဖောက်ပွန်ခရိုင်လူသောမြို့နယ်တွေကစစ်ကောင်စီတပ်ရဲ့လေမူပလောတပ်စခန်းကို KNU တပ်မဟာငါကဝင်းရံပိတ်ဆို့ထားပြီးစတင်တိုက်ခိုက်နေတယ်လို့တပ်မဟာငါပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလေတို့ကပြောပါတယ်။ဖောက်ပွန်မြို့နယ်မြောက်ဖက်မှာရှိတဲ့ဒေသအခေါ်ထော်မူပလဲမဲစကန်လဲမူပလောကို KNU တက်မဟာငါဦးဆောင်တဲ့ပူပေါင်းတက်ကအခုမေလ၁၀ရက်ကစတင်ပြီးဝင်းရံပိတ်ဆို့ထားတာပါ။ လက်ရှိမှာတော့စခန်းကိုစနိုက်ပါဒရုန်းလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ဗိုလ်မှူးကြီးစောကလဲဒိုကအတည်ပြုပါတယ်။ တတ်တိုက်တာတော့မရှိသေးပါဘူးသူပြစ်တော့အပြန်လန်ပေါ့နော်ဟိုဘက်ကလည်းပြစ်တယ်ဒီဘက်ကလည်းပဲပြစ်တာပေါ့လို့ဘုံမူကြီးစောကလေးတို့ကပြောပါတယ်နှစ်ဖက်အပြန်လန်ပြစ်ခတ်တိုက်ခိုက်မှုအတွင်းထိခိုက်သေးဆုံးမှုကိုတော့တိတိကျကျမသိရသေးဘူးလို့ဘုံမူကြီးစောကလေးတို့ကဆိုပါတယ် KNU တက်မဟာကစည်ရေးလှုပ်ရှားရနေမြေဖာပွန်ဒေသမှာရှိတဲ့တက်စခန်းကိုဝန်းရံပိတ်ဆို့ထားပြီးအပြန်လန်ပြစ်ခတ်မှုတွေရှိသလိုစစ်ကောင်စီတပ်ကလည်းမြေပြင်မှာပိတ်ဆို့ခရရချင်းလေကြောင်းသုံးပြီးတိုက်ခိုက်တယ်လို့သိရပါတယ် ပြီးခဲ့တဲ့ဧပြီလအတွင်းဖာပွန်ခရိုင်ထဲမှာ KNU တပ်မဟာ9နဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲပေါင်း140ခန့်ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့စာရင်းတွေအရသိရပါတယ်။ဆက်လက်ပြီးရွှေဘုံမြို့နယ်ပယံကျေးရွာတို့လာသည့်ဒူရဲအုံနဲ့ရဲတပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်မှု2ဦးလုံးသေဆုံးပြီးတန်းနက်နက်လက်သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ဘင်းသာစိုက်ပျိုးရေးတိတ်ပန်းတက္ကသိုလ်ဝင်းရှိအကျန်းဖက်စစ်တပ်စခန်းမှာပယံကျေးရွာသို့ထွက်လာသည့်ဒူရဲအုံနှင့်ရဲတပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာနှစ်ဦးလုံးသေဆုံးပြီးတနက်နေ့လတ်သိမ်းစီရရှိခဲ့ကြောင်းနံပါတ်4 Battalion People Different 4ရွှေဘိုဒစ်စတမှာတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောပါရယ် မေလ15ရက်နေ့နနက်9:20မိနစ်ခန့်အချိန်ရွှေဘုံမြို့နယ်မြောင်ပင်သာစိုက်ပျိုးရေးတိပ်ပန်းတက္ကသိုလ်အတွင်းအထိုင်ချတည်ဆွဲထားသောအကြံဖက်စစ်ကောင်စီစခန်းမှာဖယံပြူစောတိကျွရသို့ထွက်လာသည့်ဒူရဲအုံနှင့်ရဲတပ်သားတို့ကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရှင်းတိုက်ခိုက်မှုအတွင်းဒူရဲအုံနှင့်ရဲတပ်သားတို့နှစ်ဦးသေဆုံးပြီး 35ဖို့6လုံးပြူတနက်တလက် G3 တနက်တလက်တို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ဖယံပြူစောတီရွာကိုသူတို့ထွက်လာတဲ့အချိန်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။နှစ်ဦးလုံးပွဲချင်းပြီးသေးပြီးတနက်နယ်လက်တင်စီနိုင်ခဲ့တယ်ဟုနံပါတ်4 Battalion People Different 4ရွှေဘိုဒစ်စတစ်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်လေးတည်ရင်နဲ့နေမြေကန်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမြန်မာနယ်စပ်တွင်အိန္ဒိယတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့်တမူပါကာဖအဖွဲ့ဝင်၁၀ဦးကြာဆုံးသွား၍ NUG ထံအကြောင်းကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အိန္ဒိယမြန်မာနယ်စပ်တမူမြို့နယ်အနီးရှိမှတ်တိုင်59အနီးတွင် ်အိန္ဒိယအာသန်ရိုင်ဖယ်တပ်ဖွဲ့ဤပြစ်ခတ်မှုကြောင့်တမူးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကာဖာမှာအဖွဲ့ဝင်10ဦးကြာဆုံးခဲ့ကြောင်းဒေသခံစစ်ရေးတရင်ရင်းမြစ်ထံမှသိရပါတယ်တမူးပါကာဖာထိန်းချုပ်နေပြီစခန်းတစ်ခုတွင်ပြီးခဲ့တဲ့မေလ14ရက်နေ့ကစစ်စင်ရေးဆောင်ရွက်နေသည့်အိန္ဒိယအာသန်ရိုင်ဖယ်တပ်ဖွဲ့တို့နှင့်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးပါကဖတပ်ဖွဲ့ဝင်များထိခိုက်ကြဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာကတမူးမြို့နယ်အောက်ပိုင်းပါကဖထိန်းချုပ်နေမိတဲ့ကစခန်းတစ်ခုမှာဖြစ်သွားတာပါ။ပါကဖစခန်းကနေဆက်မှာ ဆိုပေမဲ့မြန်မာပြည်ချမ်းမှာချထားတဲ့စခန်းမှာအခုပြစ်ခတ်ခံရတာလဲမြန်မာပြည်ချမ်းမှာဖြစ်သွားတာဟုတမူးမျိုးနဲ့စည်ရေးတရင်ရင်မြက်ကတရင်ဌာနသို့ပြောပါတယ်ပြကမှုဖြစ်ပွားသည့်နေဆက်မှတ်တိုင်း59သည့်နှစ်နိုင်ငံနေဆက်အငင်းပွားမှုဖြစ်ပွားခဲ့သည့်နေရာမဟုတ်သလိုနေဆက်အငင်းပွားမှုဖြစ်သည့်နေရာသည်တမူးမြို့နယ်အထက်ပိုင်းနေဆက်မှာမှတ်တိုင်း82နှင့်83ကြားတွင်ဖြစ်ကြောင်းသိရသည် ပြစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းရင်တော့မသိရသေးပေမယ့်နေဆက်အငင်းပွားမှုတော့မဟုတ်နိုင်ဘူးထင်တယ်။ဘာဖြစ်လို့လဲဆိုတော့နေကြီးအငင်းပွားမှုဖြစ်တာကတမူးမြို့နယ်အောက်ပိုင်းမှတ်တိုင်82နဲ့83ကြားမှာဖြစ်တာ။ဒါကလည်းနှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံညှိနှိုင်းလို့ဖြစ်ဖြစ်လေးလေးဖြစ်သွားပြီ။ပြီးတော့နေဆက်နဲ့ပတ်သက်လို့မနက်ဖြန်ထပ်တွေ့ဆုံဖို့ချိန်ထားသေးတယ်။အခုပြစ်ခတ်မှုဖြစ်တာကတမူးမြို့နယ်အထက်ပိုင်းမှတ်တိုင်59မှာဖြစ်တာပါ။အဲ့ဒီနေရာကနေဆက်အငင်းပွားမှုဖြစ်တဲ့နေရာမဟုတ်ဘူးဟုတမူးမြို့နယ်စည်ရေးတရင်ရင်မြက်ကဆိုပါတယ်။ အဆိုပါပြစ်ခတ်မှုနှင့်ပတ်သက်၍တမူပါကဖအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံစတင်ထားပြီးဖြစ်သည့်အတွက်လက်တလောတွင်ပြေချားနိုင်မည်မဟုတ်ကြောင်းတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောပါရယ် အိန္ဒိယအခြေဆိုင်သတင်းမီဒီယာများတွင်မူအိန္ဒိယမြန်မာနယ်စပ်မဏိပူရပြည်နယ်ချန်ဒယ်ခရိုင်အတွင်အာသာရိုင်ဖယ်တပ်ဖွဲ့၏ပြစ်ခတ်မှုကြောင့်လက်နက်ကိုင်တပ်ဖွဲ့ဝင်၁၀ဦးသေဆုံးခဲ့ကြောင်းပြီးခဲ့တဲ့မေလ16ရက်နေ့ရဲစွဲဖြင့်ဖော်ပြထားပါသည်။သေဆုံးသူများသည်2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးဖြုတ်ချခံခဲ့ရသည့်တွတ်တော်အမတ်များနှင့်ဒီမိုကရေစီအရေးလှုပ်ရှားတက်ချွတ်သူများဖြင့်ဖွဲ့စည်းထားသည့် NUG အစိုးရလက်အောက်ခံတပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်းဖော်ပြထားသည့်ထို့ပြင်အိန္ဒိယစစ်တပ်က AK-47 ခုနှစ်လက် RPG လောင်ချာတလက် M4 ကာဗိုင်တလက် Rifle လေးလက်နဲ့ကြီးမျိုးစုံတို့ကိုလည်းတင်စီရမိသည်ဟုဆိုထားသည်ဆလပင်စစ်ကောင်စီကလူမှုဖူလုံရေးအကျိုးခံစားသည့်အာမခံအလုသမားများ၏အမည်နေရလိစာနှင့် Google Map ပင်ရေးဆွဲမှတ်တမ်းတင်ရန်ညွှန်ကြားအလုသမားများကိုစစ်မှုထမ်းစုဆောင်းရန်အထူးကရည်ရွယ်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကျန်းဖက်စစ်ကောင်စီကလူမှုဖူလုံရေးအကျိုးခံစားသည့်အမခန့်အလုသမားများ၏အမည်၊နေရလိစာနှင့်ကိုကဲမပင်မှာအတိအကျရေးဆွဲမှတ်တမ်းတင်ထားရန်ညွှန်ကြားချက်တရက်ကိုတနိုင်ငံလုံးရှိလူမှုဖူလုံရေးရုံးများသို့ညွှန်ကြားထားကြောင်းအလုသမားအရေးလှုပ်ရှားသူတို့ကပြောဆိုပါရယ် အကြံပတ်စစ်ကောင်စီလက်အောက်ခံနေပြီးတော့လူမှုပူလုံရေးအဖွဲ့ယုံချုပ်ကယခုမေလအတွင်းတနိုင်ငံလုံးတွင်လူမှုပူလုံရေးအကျိုးခံစားကြသည့်အလုသမားများအာမခံအလုသမားများ၏အမိများနေရက်လိပ်စာများကိုကိုကမပေနှင့်တကွာစနစ်တကျမှတ်တမ်းတင်ပြီးဖြစ်ကြောင်းထို့ကြောင့်အလုသမားများ၏အမိနေရက်လိပ်စာအလုသမားအမှတ်တို့ကိုချက်ချင်းပို့ဆောင်ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည် ်အခုလှဆင်လာတိုင်းမြို့ပြဒေသတွေမှာအလုတ္တမားတွေရဲ့အမီနေရလိမ့်စာအသက်အရွယ်မိဘအလုတ္တမားမှတ်ပုံတွေအမှတ်တွေကိုစစ်စတန်နဲ့ထည့်နေတယ်အခုနောက်ဆုံးပြန်သိရတာကအလုတ္တမားမှန်တယ်များကုမ္ပဏီဝန်ထမ်းတွေရဲ့နေရက်တွေကို Google Map location ပါဆွဲပြီး National Military Service System အတွက်ရောဝေးမြတယ်လို့သိရတယ်မှတ်တမ်းတင်မှုတစ်မျိုးပေါ်လိုအပ်ရင်အလုတ္တမားတွေကိုလည်းစစ်မှုထမ်းအဖြစ်ဆင့်ခေါ်မယ်လို့သိထားပါတယ်စိုးရိမ်စရာအခြေအနေပါဟုအလုတ္တမားအရေးလှုပ်ရှားသူတို့ကဆိုပါတယ် ထို့ပြင်စစ်ကောင်စီကရန်ကုန်တိုင်းစက်မှုဆုံများအတွင်အလုံလုံကိုင်းနေသောအသက်18နှစ်မှအသက်35နှစ်အတွင်ရှိအမျိုးသားအလုံသမားအရေးအတွက်ကိုလည်းမကြခဏဆိုသလိုတောင်းခံခဲ့ပြီးရင်းစရင်းများအနက်မှစစ်မှုထမ်းရန်အကျုံးဝင်သူများစည်ရင်းပြုစုထားရန်ညွှန်ကြားမှုများရှိခဲ့ကြောင်းယခုထပ်မံ၍အသေးစိတ်ညွှန်ကြားမှုမှာရခင်အလုံသမားစည်ရင်းကောက်ယူခဲ့မှုများနှင့်ဆက်ဆက်ကြောင်းသိရပါတယ်ဆက်ယုံတွေစီကတော့အလုတ်သမားနာမည်ဒီရဲလိပ်စာအသက်ရွယ်ပေါ်ပေးရတာနှစ်ကြိမ်ရှိပြီး စင်မူတန်းဆိုပြီးစက်ယုံကိုစင်ခေါ်တာတော့မရှိဘူးဒါပေမဲ့ကို့အလုတ်သမားတွေရောအခြားစက်ယုံကအလုတ်သမားတွေရော အလုတ်သွားအလုတ်ပြန်မှာစင်မူတန်းအစွဲခံရတာတော့တောက်လျှောက်ပဲတချို့ကအဆောင်တွေမှာအေစရင်ဝင်စရင်နဲ့စင်မူတန်းပါသွားတယ်တချို့အလုတ်သမားတွေကတော့နာမည်စရင်နဲ့ဝင်အစွဲခံရတာပါဟုရွှေလင်းမန်းစက်မှုဆောင်မှာစက်ယုံမန်နေဂျာတအူးကရှင်းပြပါတယ် အကြမ်းဖက်စစ်ကောင်စီ၏စစ်မှုထမ်းစင်ခေါ်မှုများကြောင့်စစ်မှုဆောင်များတွင်အသက်18နှစ်မှအသက်35နှစ်အတွင်းအမျိုးသားအလုတ်သမားရှာပါပြီးအမျိုးသမီးအလုတ်သမားများကိုသာအ धिक မီကိုလုတ်ကိုင်းနေရကြောင်းထို့ကြောင့် UMSCCI အပါအဝင်လုပ်ငန်းရှင်များစုပေါင်း၍ပြည်တွင်းအလုတ်သမားရှာပါမှုအခြေအနေကိုဖြေရှင်းရန်အတွက်စစ်မှုထမ်းစင်ခေါ်မှုကိစ္စများလျှော့ပေါ့စဉ်းစားပေးရန်စစ်ကောင်စီတန်းသို့တင်ပြမှုများလည်းရှိနေကြောင်းသိရပါသည် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်